အားလုံးပဲမင်္ဂလာပါရှင်မြမဝါရတီ channel ရနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတာတီရေးသားထားတဲ့မဖဲဝါရဲ့အိမ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းနဲ့စသည်ခင် channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်မှသိနိုင်မှု notification bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်တာတီတို့ကြုံလိုက်ရင်အထူးစမ်းနေပြီပဲပြုဘဝချသွားတဲ့ကြုံရည်စာလှရင်ကိုဘဝချသွားတဲ့ကြုံရည်စာလှရင်ကို အောင်လန်းစရာတယောက်ကမွေးပြီးခိုင်းစားမလို့လောက်တာကိုကျုံမအသေးအတန်ကိုကဲခဲ့ရတာပြို့ဒါပေမဲ့မဖဲဝါကြီးရိုက်ချလိုက်လို့ဒူးကြီးထောက်ပြီးသွေးပွက်ပွက်အန်ဒီရဲ့တာနောဆိုတဲ့အောင်လန်းစရာကိုကျုံမျက်စီရဲ့ဆွဲနေလို့ဗျမနေ့ကိုဖျောက်ပြရတယ်ဒီတုန်းကဇရက်ပေါ်ကိုတက်လာတာကျုပ်ပြေလှရင်မှတ်နေရလက်ဆက်သက်တော့မဖဲဝါကြီးဖြစ်နေတာ ਉਹ ဗျအဲ့ဒီညတွေကမဖဲဝါကရုပ်ပြောင်းရုပ်လဲလုံနိုင်နေဆိုတာကျုပ်သိသွားတာပြို့မဖဲဝါကတရေဆိုပေမဲ့ဘဝတစ်ခုမှာ လုံခဲ့တဲ့ကုသိုလ်ကံအထောက်ပံ့ကြောင့်ထင်နေပြကံမာဇိတိလို့ခေါ်တဲ့အစွမ်းတွေရှိနေတာပေါ့ဗျာနှွေတော့ရောက်ပြီဒါပေမဲ့ကျုပ်တို့အညာမှာအေးအေးတက်လေးမကုံသေးဘူးဗျနေပူလို့ညာချမ်းဆိုတဲ့တပေါင်းလာလေလှုပ်ပြီးအေးရတော့မဟုတ်တော့ဘူးဗျနေလို့ကောင်းရုံမော့ညာစို့ကျုပ်တို့ရွာသားတွေတော်တော်နဲ့မအိတ်ကြဘူးဗျဟိုအိတ်သွားလဲဒီအိတ်သွားလဲပေါ့ဗျာကျုပ်တို့တော်တလေးဆိုတာလဲဒါပဲပြောစရာရှိအောင်မို့လားကျုပ်ကတော့သူများတဲ့အိတ်သွားလဲခဲ့တယ်ဗျာ ညာဆိုရင်ကျုပ်စီကိုတယောက်မဟုတ်တယောက်လာလဲကြတာတခါတလေရော့လဲစကားကောင်းပြီးလူးလင်ပြန်ကြက်တုံတန်ကြမှထကြပြန်ရောပြုတ်တချို့ကတော့တက်ကြီးခေါင်းချကြိတ်ကြက်တုံကြိတ်ဆိုရင်ပြန်လာပါပဲအဲ့တဲ့ပြန်တော့ကျုပ်လဲဝိုင်းတကားပိတ်ပြီးအိပ်ရောက်ဝင်တော့တာပေါ့ဗျကျုပ်ကညံကောက်ကပြန်လာတာနွားရိုင်းသွင်းကြိတ်ရှိသေးတယ်မြူတွေကြလို့ပြုတ်မိုးမချောက်ခင်ထဏောင်းကောက်ပြန်ရအောင်ကျုပ်ခက်တုတ်တုတ်ရှောင်နေရတာဗျညံကောက်ဆိုတာကဗန်မွေးကောက်ရဲ့မြောက်ဖက်ကတယ်ဗန်မွေးကောက်ကနေ တနေရာလောက်ရှောက်ဝါသေးရဲ့ဗျရှောက်ရင်းနဲ့ဗန်မွေးကိုလှမ်းပြနေရပြီမှောင်စလည်းပြူပြီကျုပ်ကလဲလန်းချောင်းလေးပြရကတ်ပြီးရရှောက်နေရတာတည်နေပါအောင်ဟာရှောင်းလာရင်လားအတန်ကြားလို့ကျုပ်လှည့်ကြည့်လိုက်တယ်မိကလေးဗျကျုပ်နဲ့ရွေတူလောက်ပဲရှိမှာရုံလေးရတနာကမာဗျလက်ထဲမှာနွားနေတဲ့တချောင်းကိုကင်ထားတယ်သူ့နောက်မှာခွေးလေးတစ်ကောင်လည်းပါတယ်ခွေးရအင်းခွေးလို့ခေါ်တဲ့နီညူညူလေးဗျပူပြက်ပြက်ခွေးပါဗျာနေရဘသူလဲဘဲရွာကလည်း ငါမီးလောင်ကုန်းမှနေတာအခုညောင်ကဝပြန်လာတာနင်းတို့တွေ့လို့အဖော်ရပြီဆိုပြီးမိအောင်လိုက်လာတာဒီချိန်မှနေတယောက်တည်းသွားလို့ဘယ်ကောင်းမှာတော့ငါပြန်လာတော့ကစောသေးရဲ့ဟာလမ်းမှာအတီးတယောက်နဲ့စကားပြောနေလို့ကြာသွားတာနေမိုးချုပ်သွားရင် မီးလောင်ကုန်းကိုဘလို့သွားမှာတော့ငါးငါလူတွေဗန်မွေးကောင်းမှစောင့်နေကြတယ်။အော်အေးအေးဒါဆိုရင်တော်သေးရပေါ့။ဒါနဲ့နေကညောင်ကောကိုတယောက်တည်းဘာသွားလောက်တာတော့။ကျုပ်ကခတ်တုတ်တုတ်ရှောင်းရင်စကားပြောနေရဗျ။ သူကလည်းကျုံနောက်ကခတ်တုတ်တုတ်ရှောင်ရင်ပါလာတာပေါ့ဗျသူ့ခွေးဘူးကလည်းကျုံတို့ရှိရနေအပြေးသွားနေရခွေးရည်ထုံးစံမော့နည်းနည်းပြေးလိုက်ရက်လိုက်အနံ့လိုက်ခံလိုက်လုံနေရဗျဒီလိုတာတည်းရဲ့မီးလောင်ကိုဟိုဘက်ကဆက်သက်မြောင်မှာအထီးကရညောင်မင်းတပင်ရှိရဲ့နေဟာဆက်သက်မြောင်ဘက်ကိုရောက်ရလားငါမရောက်တဲ့ရွာရှိမလားဟာတာတေးဆိုရဲကောင်ကနေရတကဆက်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 ပါနေကောင်ပဲအေးဟုတ်တယ်ဟုတ်တယ်ဒါကြောင့်ဒီနာရွာတွေမှာနေရမသိရသူမရှိရဟေး ဒါကြောင့်နေလဲငါ့ကိုတိနေရပေါ့ဟုတ်လားအေးလေဟုတ်တာပေါ့ဟနေပါဦးငါ့စကားဆက်ရအောင်မဲအဲ့ဒီညောင်ပင်းမှာဘီရင်နေရှိကြတဲ့အတဲရဖြစ်နေရဲ့အာနာဘကွက်သားကြီးတယောက်နေရဲ့ကြာလာပြီပေါ့အေးဟုတ်တယ်ကြာလာပြီလူတွေကအဲ့ဒီတဲရကြီးကိုရုပ်ကစိုးတင်ပြီးသွားသွားပူဇော်ပတ်သားကြတယ်အေးအဲ့ဒီတဲရကအခုကျွတ်ချေရောက်ပြီဒါပေမဲ့ဒီအတိုင်းတော့ကျွတ်မှာမဟုတ်ဘူးသူ့အတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးမှကျွတ်မှာဩော် ဒါနဲ့ဒီတရေနာမည်ကဘလို့ခေါ်တော့ဥပုံနဲ့တရေဖြစ်နေရနှစ်တည်းရာနေချင်နေပြီ။အော်တနာပါလေဟာ။အေးငါတို့လည်းတနာလို့သူ့ကိုကြည့်အောင်လို့သွားပြီးလှုပ်ပေးကြမလို့။ကြောက်လေလမ်းလျှောက်ရင်းနဲ့ဗံမွေးကုန်းကိုရောက်လာတယ်။ရွာတကောင်းဝင်ကန်နေရော့တာတည်။ဟေးဘာတော့အဲ့ဒီတရေကြီးကြည့်အောင်နေသွားလှုပ်ပေးပါလား။ဟာငါကဘလို့လှုပ်ရမှာတော့ဟာ။ဆက်တဲ့မြောင်ဖုန်ကြီးကြောင့်မှအလူတန်းလုပ်ပြီးတော့သူ့ကိုတရားနာဖို့ခွာတော့ကြသူ့လာမှာပေါ့ အဲ့ဒီမှာပဲရေစက်ချအမျှဝေလိုက်ပေါ့ဟာအေးဒီလောက်ဆိုရင်တော့ငါလှုပ်ပေးနိုင်ပါတယ်ဒါတက်ဘယ်တော့လှုပ်ပေးရမှာတော့အခုတော့မယ်လားခွယ်နေလှုပ်ရမှာအဲ့ဒီနေ့မှာသူကျွတ်မှာပဲအေးဟုတ်ပြီငါလှုပ်ပေးလိုက်မယ်ဟမ်နေပါဦးနေကဒီတရေကြီးကြောင့်ဘလို့တိနေရတော့ဘလို့ပဲတိတိငါတိလို့နင်းကိုပြောပြတာပေါ့နေကဒါမျိုးတွေကိုကုညီနေကြလေဒီလိုနဲ့ကျုပ်ကရွာထဲဝင်ခဲ့တယ်လှည့်ကြည့်လိုက်တော့ကာမလေးနဲ့သူ့ခွေလေးကရွာတကောင်းဝမှာယက်နေရဲ့ဗျ ဒီတော့ကျုပ်ကလာလေမန်ပွေးကောက်ရောက်နေမှာဘာလုပ်နေရတော့နေသွားတော့တာတည်းငါရွာထဲဝင်လို့မရဘူးဘာနေဘာပြောတာလဲနေရပါလို့ရွာထဲဝင်လို့မရတာတော့နေရောနင်းနေမယ်လေငါမမေးမိပါလားနင်းနေမယ်ရဘသူတော့နေရတော်တော်မေးတတ်တာဟုတ်တာတည်းရဲ့ငါတခြားသူမဟုတ်ဘူးဟဲ့နေခဏခဏတမင်းနေဟင်းနေခေါ်ခေါ်ကျွေးနေတယ်မဖဲပါလေဟေးနေရမဖဲပါဟုတ်လားဟမ် အင်းခွေးနီနီလေးကချက်ချင်းခွေးနဲ့ကြီးဖြစ်သွားပြီပြုဟုတ်ပါဗျာဒါမဖဲဝါရဲ့ခွေးကြီးပဲဗျနွားပေါင်းလောက်ရှိရလေဗျာဒါဆိုရင်ဒါမဖဲဝါတေးကြတာပေါ့ပြေးပြီပြုပြေးပြီကြုတ်ပြေးနေပြီနောက်ကိုတချမ်းမှလှဲ့မကြည့်ရအောင်ဗန်မွေးကောရွာလေလမ်းတိုင်းကြုတ်ဆုပ်ပြေးနေတော့တာဟဲ့ဒါတီမထသေးဘူးလားနေပါတော့ညောင်ကုန်းမှာလူမမာတရင်သွားမေးမလို့ဆိုပြီးအစောကြီးလဲကောက်မောင်းသွားလေရဲ့အမလေးတော်ပါသေးရဲ့ဗျာကြုတ်အိမ်မက်မက်နေရအောင် အိမ်မက်ထဲမှာစုပြေးနေရတာမောလိုက်တာဗျာအမေလာနိုးပြီလို့ပဲမဟုတ်ရင်ကျုံမှာဘယ်ဒီပြေးနေရမလဲမသိဘူးဗျကျုံအိယာအထားပြီးမျက်နာတစ်တယ်တိုက်တိုက်ဆိုင်ဆိုင်ဗျာအဘကလည်းညောင်ကုန်းသွားလို့တဲ့ဒါပေမဲ့ကျုံအိမ်မက်ကိုစိတ်သေးဆွဲသွားတယ်ဗျကျုံကအိမ်မက်တွေပါရင်မတ်ခဲပါတယ်ကျုံထိုင်တွင်းနေမိရဗျအိမ်မက်ထဲမှာတွေ့ရတဲ့မဖဲဝါအချောသားပဲလို့ဒါပေမဲ့မဖဲဝါရုပ်ပြောင်းရုံတွေလုံနိုင်တာသိကြတယ်ဗျနေုံဗျအိမ်မက်ထဲမှာမဖဲဝါကျုပ်ကိုပြောသွားတယ် တရေကြီးဥပုပ်ကိစ္စတကယ်လားဒီတရေကြီးကျွလို့အောင်ကျုပ်ကတကယ်လုပ်ပေးရမှာလားအိမ်မက်ပဲဗျာတကယ်ဟုတ်ချင်နေဟုတ်မှာပေါ့အဲဒီလိုတွေးပြီးကျုပ်လည်းမင်းမေးပျောက်ပျောက်ပဲနေလိုက်တယ်ဒါပေမဲ့ကျုပ်စိတ်ထဲမှာဒါပဲပေါ်ပေါ်လာတော့တဖြည်းဖြည်းလောက်ွယ်နေရလဲနီးလာပြီကျုပ်ဘာလုံးဝမှမသိရဘူးနောက်ဆုံးတော့ဒီကိစ္စကိုအဘနဲ့အမေကိုပြောပြပြီးတော့တိုင်ပင်ရတာပေါ့ဟာလူလေးရလဲဒီအိမ်မက်မျိုးကမဟုတ်ဘဲတော့မမက်ပါဘူးဟုတ်လို့ရှိမှာပေါ့ အဘတဘောကတော့တွားပြီးလှုပ်ပြီးလိုက်ပါအဘတို့တန်တရာခီးသွားချင်းတယောက်ကိုတယောက်ကဲကောင်းပါလေကဲဒီလိုလို့အဲ့ဒီကြောင့်မှဖုန်ကြီး၃ပါးနဲ့ကိုရင်း၂ပါးပဲရှိရအဘတို့စွန်းနေဟင်းနေချက်ပေးလိုက်မယ်ပြီးတော့မြို့ကိုသင်္ကန်းတစုံမှားပေးမယ်ဝိထုလည်းကန်လိုက်တူတူတိတ်တိတ်လေးတွားပြီးစွန်းကန်လိုက်ကွာပြီးတော့ဒီတရေကြီးကိုအမြောက်ဝေလိုက်ပေါ့လူလေးရဟုတ်လေသူကျွတ်လွတ်သွားတာပေါ့မဟုတ်လေအဘတို့ကုတူရတာပေါ့မဟုတ်ဘူးလားလူလေးအဘပြောတာကောင်းတာပဲအေးဒါဆိုရင် တော်အမျိုးတင်ငန်းတစုံမှာပေါ့ကျုပ်ကအဖိန်လေးညကလေးကစွန့်ချက်မယ်လားခွက်နေမနဲ့စောစောထပြီးတော့စွန့်ဆိုင်နဲ့တင်ငန်းသွားอยู่ပေါ့ဆက်သက်မြောင်ကတိတ်ဝေးရမှာမဟုတ်တာမီးလောင်ကုန်းကြော့စုရောက်တာပါပဲလားခွက်နေမနဲ့ရောက်တော့အားလုံးအစင်သေးဖြစ်နေပြီဗျအပားမထားတဲ့တင်ငန်းကအဖိန်လေးမရောက်ခင်တော်ဖိန်လေးတွေကရောက်လာတာတိုက်တိုက်ဆိုင်ဆိုင်များကိုပိန်တို့ကလည်းအဖိန်လေးမှာဝက်ပေါ်လို့အမေကစွန့်ဟင်းကိုဝက်သားချက်တယ်ဗျစွန့်ကတော့မနဲ့စောစောမှထချက်တာပေါ့ကိုအီးတာတည်း ဘာလုပ်နေရတော့ဟိတ်ကောင်ကြောက်ခဲပါလားစောစောစီစီနွားလဲရင်းနဲ့ပါလားဘယ်သွားမလို့တော့စက်သက်မြောင်သွားမလို့ဗျအဘစက်သက်မြောင်မှာနှံပြိုသွားယူခိုင်းလို့ဟေးစက်သက်မြောင်ဟုတ်လားကြောက်ခဲဒါဆိုငါလည်းလဲကြုံလိုက်မယ်ဟိဟွန်းကိုရီးတာတရဘယ်သွားမလို့တော့ငါလည်းစက်သက်မြောင်ကိုသွားမှာဘုံကြီးเจ้าကိုသွားမလို့ကွာဒါဆိုလားလေသွားကြတာပေါ့ကျုပ်ကအမေထက်ပြီးရဲ့စွန့်ကြိုက်ကြီးကိုတစ်ဖက်ကဆွဲတစ်ဖက်ကအဘဝယ်ပြီးရဲ့တင်ငန်းထုတ်ကိုပွေးလို့ပေါ့ဗျဟာ ဖုန်းကြီးကိုစွန်းသွားကတ်မှာလားအေးကွတင်ငန်းလဲကတ်မလို့မင်းနဲ့တိုက်တိုက်ဆိုင်ဆိုင်ကိုကြုံနာကြောက်ခဲရနေစမ်းမအောင်ဗျကိုကြီးတာတရလည်းအေးအေးဆေးဆေးထိုင်စမ်းမအောင်ကျောက်ဟကျုံမောင်းပါမယ်ငါမောင်းပါမယ်ကြောက်ခဲမမောင်းနဲ့မမောင်းနဲ့ကျောက်တို့နွားတွေကနွားကတ်ကြီးရဲ့ဗျသူတို့ကြောင်မသိရင်မောင်းမှုမလွယ်ဘူးဒါနဲ့ကျောက်လည်းလဲပေါ်မှာစွန်းကြိုက်လေးကမ်းပြီးလိုက်ခဲရတော့တာပေါ့လဲလန်ကျောင်းကမီးလောင်ကိုတင်းချိုင်းပြီးကတ်သွားရတာဗျအဲ့ဒီနာရောက်တော့ဖဲသမားကိုအောင်ချစ်ကြီးကို မဘဲဝရိုက်တက်လိုက်တာကိုတွေးမိပြီးတော့ကြက်သိန်းတွေတပြန်းပြန်းထလာတော့တာအဲဒီကိစ္စကလည်းကိုကြီးအောင်ကြီးဘက်ကအမှားပါမဘဲဝကိုဖဲနိုင်အောင်လှုပ်ပေးပါနိုင်ရင်ဘာကျွေးမယ်ညာကျွေးမယ်ပြောပြီးတော့တကယ်နိုင်တော့ဂယူးတဆိုင်ကျွေးမွေးတာမဟုတ်ဘူးဖဲရလေရှုပ်ရောမဘဲဝကိုမကျွေးမမွေးရပြင်စဲဆူလိုက်သေးရကျုပ်တားပါလေဗျာကျုပ်ကဒါတော့ကျုပ်ကတော့ဒီလူဟာဟိလာဟောက်လာလှုပ်သေးရဲ့နောက်ဆုံးတော့မဖဲဝါကြီးထွက်လာပြီးတော့ရိုက်တက်လိုက်တော်တာဗျကိုကြီးတာတည် ပေကောလိုက်ရှာနေတဲ့တရေတွေရောဒီတခါတော့ကျုပ်ကုန်ကြတာနော်။ဟာအဲ့ဒါတရေမဟုတ်ဘူးကြောက်ခဲ့။သူတို့ကတစီတွေပါ။ဗျာတရေနဲ့တစီကအတူတူမဟုတ်ဘူးလားဗျ။မတူဘူးကြောက်ခဲ့။တရေဆိုတာအာဟုသူကန်နေကြအပေပုံရောက်သွားတာ။တစီဆိုတာကတေကန်နီးမှတစ်ခုခုကိုဆွဲလန်းသွားလို့ဘဝမကူးနိုင်ပဲဖြစ်နေတာ။သူတို့ကတတိလေးရသွားတဲ့ကျုပ်သွားကြတာ။တရေကတော့သူ့ရဲ့အာဟုသူကန်ကြီးမကုန်မချင်းအဲ့ဒီဘဝမှာနေကြရတာ။ အဲ့ဒီကံကြီးကုံသွားတော့မှကျွတ်လို့သွားကြတာနှစ်တည်းအကြိမ်နေကြရတာ။ဩဒီလိုလားကိုကြီးတာတေအေးဟုတ်တယ်ကိုကြီးတာတေဘုံကြီးเจ้าကိုစုံချိုင်းပို့ပြီးရနဲ့ကျုံနဲ့ပြန်လိုက်ပါလား။ဟာငါပြန်မလိုက်သေးဘူးတာတေမင်းပြန်နေတော့ငါဒီမှာလုံးစီအောင်ကိစ္စနဲ့နည်းနည်းရှိသေးရဲ့ညနေနီချိုမှငါပြန်လာခဲ့မယ်။ပြီးတော့ဆက်သက်များမရောက်တာနဲ့ကြာနေပြီကွဒီရွာကတငယ်ချင်းတွေနဲ့ရောက်တော့စကားလေးပါလေပြောဦးမယ်လေ။ဩဟုတ်ကဲ့ဒါဆိုနန်းအိတ်တင်မီရဲ့ကျုပ်ပြန်နေမယ်။အေးအေးပြန်နေပြန်နေ။ ဆက်သက်မြအောင်ရောက်တော့ကြောက်ခဲရကျုပ်ကိုဖုန်ကြီးချောင်းရအောင်လှဲနဲ့လိုက်ပို့တာဗျကျုပ်လည်းစီအောင်တော့အကျိုးချောင်းရှောက်လိုက်တယ်ဟုတ်တယ်တာဒီမင်းကိုမဖဲဝါအိမ်မက်ပေးရဆိုတာဟုတ်မဲကွအဲ့ဒီညောင်မင်းကြီးမှာတကောင်ကောင်ရှိရတော့အမှန်ပဲဒီရွာရဲရလူရဲ့တခါတလေမြင်ကြရတယ်ညောင်မင်းကြီးပေါ်ကိုတက်သွားတာလို့စင်းလာတာလို့ပေါ့ကွအကောင်ထဲတော့မသေးကွဲဘူးတဲ့ဖြူဖြူကြီးဆိုပဲသူတို့ကတော့ဒါရုပ်ကစိုးကြီးဆိုပြီးညောင်မင်းမှာမိရပါနေပူဇော်ကြအစားအသောက်တွေသွားကတ်ကြလုံနေကြတာအေး ဒါဆိုရင်တော့ဒီမှာစွန်ပွဲတွေပါတယ်ပြင်ပြီးခဲ့တော့မင်းသွားပြင်လိုက်ပေါ့ကွာတရားပိစာတည်တည်ကြကြဟောလိုက်မှာပေါ့ပြီးတော့သူ့ကိုယ်သူရေးဆက်ချလိုက်ပေါ့ကွာစက်သမြောင်ကြောင့်စီရတော်ကကျုံနဲ့ငကူတွေကတိပြီးသားလေကျုံလည်းစီရတော်မိတဲ့အတိုင်းလှုပ်လိုက်တယ်ဒါမှမတတိပဲဗျဒီအတိုင်းတော့ဘဲလို့မလဲကျောင်းအောင်စင်မိမြက်ကွင်းစီလေးကြပြခရကွင်းလိုက်တာပေါ့ပြီးတော့ရွာနောက်ကအထီးကရညောင်မင်းကြီးရှိရဲ့စီကိုကျုံထွက်လာလိုက်တယ်ညောင်မင်းကြီးကနင်းတာမဟုတ်ဘူးဗျ အောက်မှာဆိုနေပြောင်းတောင်ထိုးတာမဟုတ်ဘူး။ဒီညမရဲ့တက်တန်းကနင်းမှာတော့မဟုတ်ဘူး။အနည်းတရာလောက်တော့ရှိမှာ။ကျုပ်ကညောင်ပယုံမောကြည့်ပြီးတော့ဒီညောင်ပင်မှာနေထိုင်တဲ့အာနာပကွက်သားကြီးဥပုံမြကျုပ်တို့ကခမားအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးကြမလို့ပါ။ဆရာတော်ကျောင်းမှာခမားကုသိုလ်ဖြစ်အောင်စွန့်ကပ်ဖို့ပြင်နေကြတယ်။ပြီးတော့သင်ငန်းလည်းခမားကုသိုလ်ဖြစ်လုပ်ပေးမှာ။ပြီးရင်ခမားကုသိုလ်ကျုပ်ကခမားဟုစာရေးဆက်ချပေးမှာ။အဲ့ဒါကြောင့်ဆရာတော်ကျောင်းကိုအခုချက်ချင်းလိုက်ခဲ့ပြီးတော့ဥပုံ။ ကျောက်ကပြောပြီးအသာအကဲခန့်နေလိုက်တယ်။ဟောတွေ့ပြီပြိုးတွေ့ပြီ။ညောင်မကြီးပေါ်ကနေဆင်းလာတာပြို့။ဗျုံကလေးကြီးရောဖြူဖြူကြီးပြ။တေသေးချာချာကြီးမှကရောင်းကြကြီးနဲ့သပင်ဖားလျားကြီးနဲ့ပြ။နဲတဲ့ကောင်ကြီးမဟုတ်။ရှာကြီးကလည်းတွဲလောင်းကြီးကြနေရပြ။လူတွေရုတ်တရက်မြင်လိုက်လန့်ပြီးတေသွားနိုင်တယ်ပြို့။ကျောက်ကရှေ့ကနေခက်ပြေးပြေးလျှောက်တယ်။တေရဲကြီးဥပုံကကျုံနောက်ခန့်လန်းလန်းကလိုက်လာတာပြ။ခါကြီးကလည်းကုန်းကုန်းကြီးနဲ့ရှာကြီးကလည်းတွဲလောင်းကြီးကြလို့ဖုန်ကြီးကြောင်ရောက်တော့သူ့เจ้าမောင်ကိုတက်လို့မရအောင် ကြောင်ဝိုင်းထဲကထနောင်းမကြီးအောင်မှမတ်တက်ကြီးရက်နေရ။ကျုပ်လည်းသူ့မြင့်တောင်စွန်စားကြောင်ရက်တကားရီအလုံးဖွင့်လိုက်ရတယ်။ဆီယာရော်နဲ့တန်ကားတော်တွေကကျုပ်ကတဲ့စုံဖုံးပေးကြတယ်။စွန်စားပြီးတော့ကျုပ်ကတင်ကန်းကိုတရေကြီးဥပုံမြင့်အောင်ထောင်းပြပြီးတော့ဆီယာရော်ကိုကတ်တယ်။ဟာဟုတ်တယ်ဗျ။မဖဲဝါပြောတာသိကြတယ်။တရေကြီးကကျွချေရောက်လို့ထင်ရဲ့လက်အုပ်ကြီးချီလို့ဗျ။ကျုပ်ကကျုပ်မြင့်တော်ဆီယာရော်ကိုရှောက်တော့ဆီယာရော်ကလည်းဝမ်းသာပီတိဖြစ်ပြီးတရေကြီးကြောင်တရားဟောတယ်။ တည်တည်ချာချာတရားနာနေရပြုဥပုပ်တရေကြီးကမြေကြီးမှာဒူးကြီးတုတ်ပြီးဆရာတော်ကိုလက်အုပ်ကိုတည်တည်ချာချာချီပြီးတော့တရားနာတာဆရာတော်ကတရားဆုံးတော့ရေဆက်ချခိုင်းတယ်ဥပုပ်ရေခမားအတွက်ကြောင့်ရေဆက်ချပေးမယ်ဆိုပြီးရေဆက်ချပေးရဲ့ရေဆက်ချလို့ပြီးတော့ကုသိုလ်ကောင်းမှုကိုကျုပ်ကအမျှဝေတယ်ဆရာတော်ကတန်ခါတော်တွေရောကိုရင်နေပါတာဒူဝိုင်းခေါ်ပေးကြတယ်ဥပုပ်လည်းတာဒူခေါ်နိုင်တယ်ပြုတ်တာဒူခေါ်နေရဲ့ပြီးတော့ဆရာတော်ကိုတည်တည်ချာချာရှစ်ခိုးတယ် ကျောက်ကိုသူ့မျက်လုံးအကြီးကြီးရဲ့နဲ့စိုက်ကြည့်နေရဲ့ဗျကျေးဇူးတင်လို့ထင်ပါရဲ့ဗျဟောပျောက်သွားပြီဗျပျောက်သွားပြီတရေကြီးဥပုံချက်ချင်းကိုပျောက်သွားတာဗျကျောက်ကဒီကြောင်ဆရာတော်ကိုရှောက်တော့ဆရာတော်ကပြုံးပြီးပီတိဖြစ်နေတာပေါ့ဗျအင်းစိုးလိုက်တဲ့ဘဝများနဲ့ဘရင်ကအာနာပကွက်တာခန့်တဲ့တန်လာရတဲ့လူတွေနဲမှမဟုတ်ဘူးအပေပုံသားကြီးဖြစ်နေလိုက်တာနှစ်ပေါင်းဘလောက်များရှိလဲတော့မသိဘူးမောင်တာတည်းရဲ့မှန်မဗျာမဖဲဝအိမ်မက်ထဲမှာပြောတာတော့ နှစ်ရာနဲ့ကြီးနေပြီလို့ပြောတယ်ဖေရ။အေးဟုတ်လောက်တာပေါ့ကွ။ကြောက်เสียတဲ့ကောင်းပါလားကွယ်ကဲကဲမောင်တာတည်းလဲထမင်းစားတော့ဟဲ့ဒါနဲ့ဘဲချိတ်ပြန်မာတော့တပီရောဆက်သမြောင်မရောက်တာကြာနေပြီဖေရရွာရရတပီရောရဲ့တငယ်ချင်းနေစီမှာအေးဆေးဆေးစကားပြောပြီးမှရွာပြန်မယ်ဖေရမင်းတငယ်ချင်းတွေကဘသူတွေတော့ရွာလေပိုင်းရမောင်ချစ်တို့ဖိုးစီယူပါဖေရဩဖိုးစီယူနဲ့ခင်သလားကွယ်မှန်တော့ပါတပီရောမျိုးเจ้าမှအတူတူတက်တာပါဖေရအ ဩအေးအေးကဲဖုံဖုံတော့အလုံစကန်းလေးဝင်လာအောင်မဲမှန်တော့ပါဖေရဒါဆိုတပီတော့တခါလေကတော့လိုက်တော့မယ်ဖေရအေးအေးကတော့ကတော့ကျုပ်စီရတော့ကတော့လိုက်တယ်ကျုပ်စီရတော့ចောင်းမှာထမင်းစားပြီးဥပစင်းနေနဲ့စကားထိုင်ပြောနေသေးရဲ့ဗျဥပစင်းနေရလဲကျုပ်ကိုတိကြတာဆိုတော့မဘဲဝါចောင်းမင်းနေကြတာဗျတတရေဥပစင်းတို့ကထင်ထားတာမဘဲဝါဆိုတော့ပုံမြင်တပုတ်ပဲထင်ထားတာတကယ်ရှိရလို့မထင်ဘူးကွယ် မဖဲပါတကယ်ရှိတာပါဗျာတပည့်ရောကကိုတွေ့ပါဗျာအေးခုမှပဲဥပဇင်းတို့ကယုံတော့တာကွတုပ်လေတုပ်အတွေ့အကြုံလေးတွေကိုဥပဇင်းတွေကိုပြောပြရတာပေါ့ဗျာဒါနဲ့မဖဲဝါနဲ့မောက်တာတင်းတွေကဘလို့များပတ်သက်မှုရှိရလဲအဲ့ဒါတော့တပည့်ရောမသိပါဘူးဗျာတပည့်ရောတို့ရောပုပ်ပါယုံကြောင်းစီရတော်ရဲ့မဲတော်ကြီးကိုဖောက်ဝင်တော့ဆရာတယောက်ကမဖဲဝါကိုပေးပြီးအခုညီတောင်းတာကိုတပည့်ရောကကိုယ်တိုင်ပါဝင်ခဲ့ရတာဆိုတော့အဲ့ဒါကိုမှတ်ထားပြီးအဲ့ဒီဆရာကြီးလှုပ်တယ်လို့ မဖဲဝါကိုပင့်တာပါဗျာဒါနဲ့မောင်တာတိပင့်တော့မဖဲဝါလာသလားကွမှန်မဗျာအမြဲတမ်းလာပါတယ်ဗျာဒါဆိုမောင်တာတိမှာလဲသူတို့လိုပင့်နိုင်တဲ့အကြောင်းဟာရှိနေလို့ဖြစ်မှာပေါ့ဒါတော့တပည့်ရောမသိပါဘူးဗျာမောင်တာတိစေးတွေဝါတွေရောထိုးဘူးသလားတပည့်ရောဘာစေးဝါမှမထိုးဘူးပါဘူးဗျာအင်းနေပါရီရောတောက်ဖူးသလားကွအင်းတော့တောက်ဖူးတယ်ဖေရဆရာကြီးဆိုင်တို့ဘာလို့လိုက်ပြီးကုညီတော့ကတပည့်ရောအင်းတိုက်တဲ့ခါတိုက်ပါတယ်ဖေရအေးအေး လူစရာလည်းဘဝတွေအဆက်ဆက်ရှိခဲ့တာပဲမို့လားတတဝရရတယောက်နဲ့တယောက်ဒီဘဝမပတ်သက်ရင်တော့တခြားဘဝတွေမှာပတ်သက်ခဲ့ရရင်ရှိကြတာပဲဒါကြောင့်လိုက်ပြီးကုညီနေရလဲဖြစ်ချင်းဖြစ်မှာပေါ့ကွကဲကဲမောင်တာလေးနဲ့ဒီရွာရောက်တော့တွားစရာရှိတာတွားအောင်ကွကျုပ်လည်းဥပစင်းနေကိုကြော့ပြီးထွက်လာခဲ့တယ်စွန်းချန်းအလူကိုလည်းကျုပ်ပြန်ဆွဲခဲ့ရတာပေါ့ဗျရွာလေးပိုင်းရောက်တော့မောင်ချင်းနဲ့ဖိုးစီကိုတွေ့တယ်ဗျဒီကောင်နေလဲကျုပ်ကိုတွေ့ရအန်အော်ဘီဝမ်းသာသွားကြတာ ကျုပ်ကတော့အမေစွန်းကပ်ခိုင်လို့လာကတ်တာလို့ပဲပြောရတာပေါ့ဒီကောင်နဲ့ကောင်နဲ့ကျုံနဲ့ထိုင်ပြီးစကားပြောလိုက်ကြတာညနေကိုစောင်းတော့ဗျဒီရောမှကျုပ်ဒီကောင်နဲ့အောင်နှုတ်ဆက်ပြီးပြန်လာခဲ့ရတယ်ကျုပ်ကမူးမထုတ်ခင်အေးအေးရပြန်မှုစိတ်ကူးထားတာဗျဘာဖြစ်လို့လို့ဆိုတော့ကျုပ်စောစောကမျက်ကွင်းစေးကွင်းထားလေအဲ့ဒါကိုပြန်ဖြတ်ဖို့ကျုပ်ကနနွင်းဖြူဝါလုံးကွင်းနာမိတ်ကြံခဲ့တယ်ဒီရောကျုပ်မျက်စိကနာနာပေါင်းအားတွေကိုမြင်နေရတော့မှဗျအဲ့ဒါကြောင့်စောစောပြန်ကျင်တာမောင်ကျင်းနဲ့ဖိုးစီကလည်းကျုပ်ကိုဆွဲထားတော့ နေတော်ဆောင်းသွားပြုကျုပ်လည်းအမေဆုံးချက်အလို့ကိုလက်ကဆွဲဆက်သက်မြောင်ကပြန်လာခဲ့တယ်။ဆက်သက်မြောင်ကထွက်လာကလေးကမှောင်ရီတန်းနေပြီ။ဆက်သက်မြောင်တတော်ကိုရောက်တော့မိုးဝချုပ်နေပြီ။ထန်တဲလေးတွေကရှိတော့လူကတော့မပြတ်ဘူးဗျ။ထန်သမားတွေရဲ့ကလေးတွေကတဲရှိမှပြေးလွှာကစားနေကြတော့လေ။ထန်တော်ကျော်တော့ဒီရွာသားတွေယာကြီးလို့ခေါ်တဲ့နေရဗျ။ယာကွင်းအကျဲကြီးကိုယာကြီးလို့ခေါ်ကြတာပေါ့။လူတော့ပြတ်သွားပြီ။ကျဲရောင်ထဲကိုကျုပ်တို့ကသွားနေကြတာ။ ဒီလိုနဲ့ကျုပ်တယောက်တည်းရာကင်းနေတခင်မိတခင်ဖျက်ရှောက်လာခဲ့တာမြက်ခွေးစေးကွင်းထားပြီးမဲ့ခုထိဘာမှမတွေ့ရပါဘူးနာနာဘဝဆိုရလဲကွင်းရိုးကျင်းရိုးမှာတွားကျင်တန်းရှောက်သွားနေရတော့မဟုတ်ဘူးဗျသူတို့မှလည်းသူတို့စည်းကမ်းနဲ့အထင်းချုံနဲ့ရှိရပုံပဲကျုပ်ရှောက်ရင်လည်းမီးလောင်ကုန်းတော့လှမ်းနေနေရပြီမီးလောင်ကုန်းထဲကိုရွာထဲကမဖြတ်တော့ဘူးလို့ကျုပ်စိတ်ကူးလိုက်တယ်ရွာပြင်လမ်းကပဲထနောင်းကုန်းကိုသွားမယ်ရွာထဲဝင်ဟိုလူကဆွဲထားဒီလူကဆွဲထားနဲ့ကျုပ်ဒီညရွာပြင်ရောက်မှာမဟုတ်ဘူးဗျ အဲ့တော့နဲ့ပဲကြုံမီးလောင်ကုံရွာပြင်ကလမ်းအပဲလာခဲ့တယ်။ဒါကတော့တော်လန်ကလေးပေးရဖြစ်ရတာပေါ့ဗျ။ဒီနေရာတွေကတာတရင်ငယ်တွေကနေရောညရောသွားနေကြနေရာတွေပါဗျ။တောအုပ်လေးကျတော့ညရပင်နေပေါ့နေရဲ့ဂုံးလေးကိုရောက်ပေါ့ဗျ။ညရတောလေးလည်းမလူသွားလန်ဖွေးဖွေးလေးရှိရဲ့။အဲ့ဒီလမ်းလေးတိုင်းကြုံရှောက်လာလိုက်တာအတော်လေးရှောင်းပြီးတော့ဟာကျုပ်ပစက်ကရောင်ပြီးအော်မိလိုက်တယ်။ခွေးကြီးပြုတ်ကျုပ်သွားမဲ့လမ်းလေးမှာပိတ်ပြီးရက်နေကြတာ။ကျုပ်တေးသေးချာချာကြည့်လိုက်တော့မှ ဒါမဖဲဝါရဲ့ခွေးကြီးပဲဗျကျုပ်ပြစ်စက်သိန်းနဲ့တပြန်းပြန်းထထွားတာပြို့ကျုံမားသွားပြီတင်နေစောစောလေးကမီးလောင်ကုန်းရွာလေးကပြက်လာပြီးကောင်းသားလို့ကြုတ်တွေးမိလိုက်တယ်ခုမှတော့နောက်ပြန်လဲလို့မမီရောဘူးလေအချိန်နေကြည့်ပြီးရင်ဆိုင်ရတော့မှာပေါ့ဟောမဖဲဝါရဲ့ခွေးကြီးကကျုပ်ကိုမန်းဖီရမဟုတ်ဘူးဗျအမီကြီးလှုပ်ပြီးကြိုးဆိုတော့ဗျတခင်နဲ့တွေ့ရင်ခွေးတွေလှုပ်တတ်တဲ့ပုံစံမျိုးပေါ့ဒါမှခွေးကအခက်သေးသေးမဟုတ်ဘူးပြို့နွားပေါင်းလောက်ရှိရဲ့အကောင်ကြီးဗျမျက်လုံးတွေကရဲနေရာ ။အစက်တည်းကအဆွဲကြီးကြီးရောင်နဲ့ဖွေးလို့ဗျ။ဒါမဲ့ဒီကိုကြီးကအမိတလုံးလုံးနဲ့ကျုပ်ကိုတီအီလုံနေရ။ဟော၊နောက်ကိုလဲပြီးလမ်းလေးတိုက်သွားပြီ။ရက်သွားပြီ။ကျုပ်ကိုအမိကြီးလှုပ်ပြနေရဲ့။ပါဇက်ကလည်းတီအီနဲ့လုံနေရ။ဒီကောင်ကျုပ်ကိုခေါ်နေရဗျ။သူ့နောက်ကိုလိုက်ဖို့ခေါ်နေရ။ဟော၊တွားပြန်ပြီ။ဟာ၊ရက်ပြန်ပြီ။ကျုပ်ကိုလှဲကြည့်ပြီးအမီလှုပ်ပြနေပြန်ပြီပြို့ကျုံမလည်းသွားစရာတီတလန်းမရှိတော့ဘလို့လုပ်ရမလဲကဲကွာမထူးပါဘူး သူ့နောက်ကလိုက်သွားရတော့မှာပဲလို့ကြုတ်တွေးပြီးသူ့နောက်ကလိုက်တယ်။မဖဲဝါရဲ့ခွေးကြီးကရှေ့ရသွား။ကျုပ်ကနောက်ကလိုက်တယ်။ညရတော်လေးလဲဆုံးရောခွေးနဲ့ကြီးကကျုပ်ကိုတစ်ချက်လဲကြည့်ပြီးအမိလှုပ်ပြသေးရဲ့ဗျ။သူ့နောက်မှာကျုပ်ပါလာမှန်းသိရောမြောက်ဖက်ကိုချိုးချသွားတယ်။ကျုပ်လည်းသူ့နောက်ကလိုက်ရတော့တာပေါ့။ကျုပ်စိတ်ထဲမှာနည်းနည်းတော့ထင့်သွားတယ်ဗျ။ဒီညရတော်လန်းလေးကိုကျုပ်ခဏခဏရှောက်ဖူးတာပဲ။လမ်းကဒီလောက်လည်းမရှိပါဘူး။ဒီလိုအချိုးကွေးတွေလည်းမရှိပါဘူး။လမ်းလေးကတော်တော်ကိုရှိတာဗျ။ ကျုံဒီလန်းလေးမှာရှောင်နေရတာကြီးပဲ။နာယူဝဲကြောကြောလောက်ရှိနေပြီ။ခွေးကြီးကနောက်တစ်ခေါက်ကတောင်ဘက်ကိုချိုးတဲ့ဗျ။ကျုပ်လည်းသူ့နောက်ကလိုက်ချိုးလိုက်တယ်။ဟာအဲကြီးတလုံးမှလား။ကျုပ်တုံငနေရက်လိုက်တယ်။မဖဲဝရဲ့ခွေးကြီးလည်းရက်ပြီးကျုပ်ကိုကြည့်နေရဲ့။အမီးကြီးကတော့တလုံးလုံးနဲ့ပြောကျုပ်ကိုသူဒီအိမ်ကိုခေါ်လာတာပါလား။ကျုပ်မဝင်ရဲဘူး။တိုက်ပြက်ကြီးဗျ။နှစ်ထပ်အိမ်ကြီးရှေးခေတ်ကလေးကစောက်ထားခဲ့တဲ့အိမ်ကြီးဗျ။အပေါ်ထဲမှာပဒေမောက်တကားရီရောက်ပြုတ်ပြီးတွဲလောက်ကြနေရဲ့။ဟော။ ခွေးနဲ့ကြီးကကျုပ်ကိုခေါ်နေရဗျကျုပ်ဘယ်ဝင်ရဲပါမလဲအိမ်ထဲမှာတော့မီးလင်းနေတယ်ဟာဒီကဥပီမျိုးဆွဲဆွဲရင်ကြီးဥလိုက်တာဟမ်အိမ်ကြီးလေးကလူထွက်လာတယ်ဗျကျုပ်ကိုမြင်တော့ရက်သွားတယ်အိမ်ထဲကဖြာထွက်နေရဲ့မီးရအောင်မှကျုပ်တွေးလိုက်ရတာကမိမတယောက်ဗျစပင်ဖားလျားချထားတယ်တတင်းဘာမှမကြောက်နဲ့လာပါဟာကျုပ်ကိုတိနေရပါလားကဲဟာဘာဖြစ်ဖြစ်ခုနေထွက်ပြေးလို့လေဒီခွေးကြီးကလိုက်ကြိုက်ကြိုက်နေမှာ အိမ်ထဲဝင်လိုက်တာပဲကောင်းပါလေကျုပ်အိမ်ထဲဝင်မှုဆုံးဖြတ်လိုက်တယ်အိမ်ကြီးရဲ့ဝင်တဲ့လမ်းကအုပ်စီထားတဲ့လမ်းလေးပြဘေးတစ်ဖက်တစ်ချက်စီမှာပြုံမနိုင်ပန်းမြင့်လေးတွေရှိရဲ့ပန်းတွေဖွဲ့ဖွဲ့လောက်ပွင့်နေတာအုပ်လမ်းလေးအလေလောင်းရောက်တော့ယူဇနာပင်လေးပြပွင့်နေလိုက်ကြတာဖွေးနေရပဲယူဇနာပန်းရဲ့ချိုအီအီရနံကကျုပ်နှခေါင်းထဲဝင်လာတယ်ကျုပ်ခွေးကြီးကိုတတိယပြီးနောက်ကိုလဲကြည့်လိုက်တော့ဖះဖះကျုံနောက်နောက်မှာပလာတာဟုတ်ဗျလာပါတာတိမကြောက်ပါနဲ့ နေဆက်တက်မြောက်သွားတာငါသိရဲ့ဥပုံကြီးကျွတ်သွားပြီဝမ်းသာဖို့ကောင်းပါတယ်နေလဲကုသိုလ်အများကြီးရသွားပြီကျုပ်ကမဖဲဝါရဲ့အင်ကြီးရဲ့ကိုကြည့်လိုက်တယ်တော်တော်ကျဲတဲ့အင်ကြီးပြဒါမဲ့တက်တန်းတရာကျော်လောက်တော့ရှိပြီထင်တယ်ထိုင်လေးတာတည်းမဖဲဝါကကျုပ်ကိုစိတ်ကလက်ထိုင်ယူလက်ညှိုးထိုးပြတယ်ကျုပ်ကလက်ထိုင်မှာဝင်ထိုင်လိုက်တယ်ကျုပ်လက်တရာအမေးကြိုက်ကိုလည်းအောက်မချပဲကင်ထားတာပြကျုပ်ကအကြံနဲ့လေအเจ้าဆိုရင်ဒီကြိုင်းနဲ့လွှဲရပြီးကျုပ်စုပြင်းမယ်လို့တွေးနေတာ အမေးကြိုက်ကကြွေရည်တုပ်ငါးဆင့်ကြိုက်လေတတဲ့နေကြိုက်ကြီးကိုအောက်ချထားလိုက်ပါကင်ထားရတာ၄၀၄တဲ့နဲ့ဒီမှာဒီကြိုင်းနဲ့ရိုက်ပြီးထွက်ပြေးရမယ့်သူဘယ်သူမှမရှိပါဘူးဟာကျုပ်တွေးရအောင်သူသိနေရပါလားကျုပ်လည်းလက်ထရကြိုက်ကိုကျမ်းမြေပေါ်ချထားလိုက်တယ်တတဲ့နေပိုင်းစာနေရမို့လားဘာစားကျင်လဲငါနေစားကျင်တာကြွေးလို့ရတယ်ပြောဟိုနေ့ညအိမ်မက်ထဲမှာတွေ့တော့ကကျုပ်ကသူ့ကိုမဖဲမှမမသိလို့နေနဲ့ငါနဲ့ပြောခဲ့တာဗျာ ကူတော်ကျုပ်စက်သိန်းနဲ့တဖြန်းဖြန်းထနေရဘာမှလည်းမပြောရဲဘူးဟိုကျုပ်ဘာမှမစားကြည့်မအောင်တင်းညာရှိမှအေးဟာတတရလဲနေဘာမှအနေရမဖြစ်စေအောင်စားကျင်နာတာပြောပါကျုပ်ဖြင့်အံ့ဩလိုက်တာဗျာအလွန်ကြမ်းတမ်းတဲ့မဖဲဝါကြီးကခုကြတော့အတော့ကိုယင်ကြီးတာဗျတတငါ့ကိုမအံ့ဩနဲ့ငါကြိုက်တဲ့အသွင်ကိုယူလို့ရတယ်ကျုပ်တွေးတော့တာကိုသိနေရဗျကျုပ်ဖြင့်တွေးရမတွေးရတော့ဟောထွက်လာကြပြီဗျထွက်လာကြပြီ ငွေပန်းလေးတွေကင်လို့ဗျအမလီကြောက်စရာကြီးရေဗျသပင်ဖားလေးအကြီးနဲ့ထမဲရင်ရှားထားတာတယောက်ဗျနှစ်ဖူးတက်တဲ့မှာမျက်လုံးကြီးတစ်လုံးပဲပါတယ်ဗဇက်ကလည်းပြဲပြဲကြီးဗျလက်ထရပန်းကိုကြောက်ရှိရတစ်သားစပွဲကုန်မတင်လိုက်တယ်ဟောနောက်တယောက်အမလီနရွယ်ကြီးကအကြီးကြီးပါလားဗျတကိုယ်လုံးမှလည်းအမွှေးရှိကြီးဖုံးလို့တတောင်လောက်ရှိမယ်တင်တယ်ယောက်ျားလားမိန်းမလားတော့မသိဘူးသူ့လက်ထရငွေလီမန်းကိုကြောက်ရှိရခုမော်လာချတယ် ပြီးတော့မဖဲဝါရဲ့နောက်မှာတွားပြီးတော့ရူးရူးလေးရက်နေကြတယ်။ကျုပ်ကသူတို့ကိုလိုက်ကြည့်နေတော့မဖဲဝါကျုပ်ကိုမေးတယ်။တာတီနေသူတို့ကိုမြင်ရလားမြင်မြင်ရပါတယ်တင်ကြားရှင်ပါကြီးကဟေးနေဘာဖြစ်လို့မြင်ရတာတော့ကျုပ်စေးကွင်းထားလို့ပါ။အော်ဒါကြောင့်နေဒီစေးကိုဘယ်ရရတော့ဆရာကြီးနုံပါပေးရပါမဖဲဝါ။အော်နေနေထိုက်လို့နေရတာပေါ့။ဒီစေးကိုနေရတကာမတော့ဘူးတာတီကျုပ်မတော့မှဟုတ်တင်ကြားရှင်ပါကြီး ဒီနေ့ဥပုံကျုလို့ရလားသိကျင်လို့ကြုံကွင်းသွားတာပါကဲတာတီဆာဆာကြုံစပွဲပေါ်လှမ်းကြည့်လိုက်တယ်ရွှေရဝင်းနေတဲ့ငပြောသီးတွေဟာတပန်းပြညိုပြီးပြောင်းနေတဲ့ညူတူတူအသီးတွေဟာတပန်းကြုံပဲစားရဲပါမလဲတိုင်းမဲ့မစားဘဲနဲ့မနေနိုင်ဘူးကဲဖြစ်ချင်ရဖြစ်ဟာဆိုပြီးငပြောသီးတလုံးခွာစားလိုက်တယ်ကောင်းလိုက်တာဗျာကြုံစည်းသီးလိုအသီးတွေကိုတလုံးယူစားလိုက်တယ်ကောင်းလိုက်တာချိုးပြီးမှုရင်းနေရပဲချက်ချင်းကိုအားရပြည့်သွားသလိုပဲ ကျုပ်ကိုပြန်ခွင့်ပြုပါမဖဲပါကျုပ်ကအရေးစုံမီခွင့်တောင်းကြည့်ရဲ့အေးအေးပြန်မားတာတည်းငါးနှစ်ကိုကျုံတော့အိတ်လဲခေါ်တာပါကျုပ်ဘာမှမပြောတော့ပဲထလိုက်တယ်ဂျိုက်ကိုလက်ကဆွဲပြီးမဖဲဝါရဲ့အင်ကြီးလေးကနေထွက်ခဲ့တယ်ခွေးကြီးတော့မတွေ့တော့ဘူးဗျတုံ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 နဲ့ရှောက်လာလိုက်တာငနေလေးလန်းလာတော့ကျုပ်နောက်ကိုပြက်ကနေလှဲကြည့်လိုက်တယ်ဟာတင်ချိုင်ကုန်းကြီးပါလားစောစောကကျုပ်ထွက်လာတဲ့အင်ကြီးရောအစားနာတော့မတွေ့ရတော့ဘူးဗျတင်ချိုင်ကုန်းကြီးပဲတွေ့ရတယ်ဟုတ်တာပေါ့ ဒါမီးလောင်ကုန်းရွာတင်ကြိုင်ကုန်းပဲဖဲသမားကိုအောင်ချစ်ကိုမဖဲဝါရိုက်တတ်တာဒီသိန်းတိုင်းကုန်းပဲလေဒါဆိုရင်မဖဲဝါရဲ့အိမ်ကဒီနေရာမှာရှိရလားဒါမှမဟုတ်လူကိုလည်းကြိုက်တဲ့အတွင်ပြောင်းလို့ရတယ်လို့အိမ်ကိုလည်းကြိုက်တဲ့အတွင်ကြိုက်တယ်လို့ဖန်ဆင်းနိုင်တာလားမီးလောင်ကုန်းရွာရဲ့တင်ကြိုင်ကြီးမှာ မဖဲဝါရဲ့အိမ်ကြီးတကယ်ရှိရလားကျုပ်ကိုသူခိုင်းတာလို့ပြောလို့သူ့အိမ်ကိုဒီနေရာမှာခဏဖန်ဆင်းပြပြီးတော့အိတ်လေခေါ်လာလားကျုပ်လည်းတွေးလို့မရပါဘူးဗျာဘာပဲပြောပြောပေါ့ဗျာ ကျုံစားခဲ့တဲ့ညပြောသည့်နဲ့ဇီးသီးလိုအတီးရတော့တကယ်ကိုကောင်းတာပြို့အိမ်ညာကျုပ်အိမ်ပြန်ရောက်တော့ဆယ်နာရီရောက်ထူးနေပြီအဘာနဲ့မိယာကျုပ်ကိုစိတ်ပူတာပေါ့ဗျကျုပ်ကမီးလောက်ကောအတီးအိမ်မှာဝင်ပြီးစကားပြောနေလို့ပါလို့ပြောရတာပေါ့ပြီးတော့အဘာနဲ့အမေကိုဥပုပ်ကြီးကျွတ်လွတ်သွားတဲ့အကြောင်းပြောပြတော့အဘာတို့လည်းဝမ်းသာသွားကြတာပေါ့ဗျာကျုပ်ကတော့မျက်ကွင်းစည်းကိုနနှင်းဖြူသွေးပြီးတော့ခပြားကရဖြတ်ပြစ်ရတာပေါ့ခမရောမဖဲဝါရဲ့အိမ်ကိုသွားလေကြည့်ကျင်လားဟုတ်ကဲ့ပါရှင် စာရေးသူတာတရေးသားထားတဲ့မဖဲဝါရဲ့အိမ်ဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီရှင်။ဇလန်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။